ငွေကြေးကြေးဝါမှုတိဆောက်ဖို့အတွက်ဆိုရင်ငွေကြေးဆိုင်ရာဥပဒေတွေလည်းနားလည်ထားဖို့အရေးကြီးပါတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ဒီနေ့မှာတော့လူတိုင်းနားလည်ထားတဲ့ငွေကြေးဆိုင်ရာဥပဒေ၅ရဲ့အကြောင်းပြောပြပေးကြမယ်။ ငွေကြေးနဲ့ပတ်သက်ရင်ငွေရှာတာရှိတယ်ပြီးရင်ကျွန်တော်တို့ငွေကြေးစီမံခံခွဲတယ်ပေါ့ငွေကြေးစီမံခံခွဲတယ်ဆိုတဲ့နေရာမှာအများစုကတော့ဒီအစင်လာတိုင်းမှာကိုတိထားနားလည်ထားတဲ့အတိုင်းပဲစီမံကြတယ်ပေါ့လေပို့ပြီးတော့ထိရောက်တဲ့နီးလန်းနေနဲ့စီမံနိုင်မှုဆိုရင်အချိန်ကာလအလျောက်ပြောင်းလဲလာတဲ့စီးပွားရေးအခြေအနေတွေငွေကြေးဆိုင်ရာသဘောသဘာဝတွေအလေးထားတွေဒါတွေလည်းကျွန်တော်တို့ကနားလည်သဘောပေါက်ဖို့အရေးကြီးပါတယ် Robert Kiyosaki ပြောတဲ့ Five New Rules of Money ပေါ့လေဒီအချက်၅ချက်လေးအကြောင်းကိုအခြေခံပြီးတော့ကျွန်တော်ဒီငွေကြေးဆိုင်ရာဥပဒေ၅ရဲ့အကြောင်းကိုညွှန်ပြပေးခြင်းပါတယ်ပထမချက် ်ကတော့အသိပညာကပတ်စံပဲကိုတကိုကြီးတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ်နောက်ကျွန်တော်ငွေကြီးတိုးပွားဖို့အတွက်ပဲဖြစ်ဖြစ်အသိပညာဒီ knowledge ရအင်တန်ရေးကြည်ပါတယ်စီးပွားရေးပဲလှုပ်လှုပ် investment ပဲလှုပ်လှုပ် knowledge အားနိုင်လို့ရှိရင်ပြဿနာအများကြီးရှိနိုင်တယ်ဗျကိုအသိပညာကျွယ်ဝရင်ကျွယ်ဝသလောက်ကိုရဲ့ငွေကြေးကြုံအောင်မှုနောက်ကိုရဲ့အချိုးမြတ်တွေဒါတွေပို့ပြီးတော့တိုးလာနိုင်ပါတယ်ဟိုအသိပညာဆိုတဲ့နေရာမှာတရင်အချက်လက်တွေလည်းဖြစ်ဖြစ်နိုင်တယ်နီလန်တွေနောက်သီအိုရီတွေပေါ့နော်ဒါမျိုးတွေလည်းဖြစ်ဖြစ်နိုင် ရေးကြည့်တာကိုယ့်ရဲ့ဒီလုပ်ငန်းနဲ့ပတ်သက်လို့ကိုယ့်ရဲ့ investment နဲ့ပတ်သက်လို့ကျွန်တော်တို့အသိပညာကိုစီးပူးနိုင်တယ်များကျွန်တော်တို့အများနာစီးပူးအများနာလှိလာဖို့ရည်ကြည်ပါတယ်ဒုတိယချက်ကတော့ကိုယ့်ရဲ့အကျွေးကိုစီမံခန့်ခွဲထားအောင်လုပ်ပါကျွန်တော်တို့အကျွေးနဲ့ပတ်သက်လို့ရှိရင်အများရန်ပြောနေတဲ့ good up နဲ့ bad up ဆိုပြီးတော့ဒီနှမျိုးရှိတယ်ပေါ့နော် good up ကတော့ကိုယ်ငွေရှာပေးမဲ့ကိုယ့်ရဲ့စီးပွားရေးတို့ investment တို့အတွက်လိုအပ်လို့ချီထားတဲ့အကျွေးမျိုးဆိုတာဖြစ်ပါတယ် ဘတ်တပ်ဆိုတော့ကိုအသုံးစိတ်တို့ပေးရန်တောင်း liabilities တို့ဒီဘက်ကိုကျွန်တော်ချီယူထားတဲ့ကိုဝန်လုံးမှုဖြစ်စေတဲ့အကျွေးတွေဆိုတော့ဖြစ်ပါတယ် good up ကတော့ကိုရဲ့စီးပွားလုပ်ငန်းအတွက် investment အတွက်ပေါ့နော်ကိုချီးသိမ်းလို့ရှိရင်ချီရမှာပဲပြဿနာမရှိဘူးဒါပေမဲ့ဘတ်တပ်တွေကိုမှများနေတယ်ဟိုမှာအသုံးစိတ်တွေအတွက်ကျွန်တော်တို့ကရှောက်ချီရတယ်ကျွန်တော်တို့လိုမလိုလိုရှောက်ဝဲတာတွေနောက်တစ်ခါကျကျွန်တော်တို့ကဒီရှိကြတဲ့နဲ့ဝယ်ထားတယ်အဲ့ရနေပြီးတော့ဒီအတိုးတွေနဲ့ကျွန်တော်ပုံမဆက်နေတယ်ဒီလိုအကျွေးတွေကိုကျွန်တော်တို့တည်ချစာစီမံခံဖို့လိုပါတယ်အထူးသဖြင့်တော့ဒီဘတ်တပ်တွေကျွန်တော်တို့မှာကင်းလေကိုရဲ့ငွေကြေးချက်တယ်မှု ုအခြေအနေအားလည်းကျော်ပါနိုင်ပြီဖြစ်ပါတယ်။နောက်တတိယအချက်ကတော့ cash flow ကိုထိန်းချုပ်နိုင်ပါစေတယ်။ပတ်စံနေတော့ဝင်နေတာပဲဝင်ဝင်တော့ရှာနေတယ်။လောက်ဝင်ဘယ်ရောက်လို့ရောက်သွားမှမသိဘူးဆိုပြီးတော့တချို့ပြောကြတာရှိတယ်ပေါ့နော်။အဓိကတော့ကျွန်တော်ကိုယ့်ရဲ့ cash flow အခြေအနေကိုမသိတာဘူး cash flow နဲ့ပတ်သက်လို့ရှိရင်ကိုယ့်ရဲ့တမိုးကြီးပိုင်ဆိုင်မှုဆိုတဲ့ဒီ assets တွေကိုကိုယ့်ရဲ့ဝင်ဝင်တွေကတွန်းနေလားဒါမှမဟုတ်ကျွန်တော်တို့ပေးစရာတွေရှိတဲ့ liabilities တွေကိုတွန်းနေလားဒါအောက်ကောင်းအောင်နားလည်သဖို့ပေါ့ဖို့အရေးကြီးတယ်အကောင်းဆုံးကတော့ကိုယ့်ရဲ့ဝင်ဝင်တွိုးပွားတယ်မဲ့ဒီ assets တွေကိုကိုယ့်ရဲ့ဝင်ဝင်ကများများစီးဝင်နိုင် ငွေကြေးကျော်ပို့ပြီးတော့ရနိုင်ဖြစ်ပါတယ်။သရုပ်ရချက်ကတော့ အချက်တဲကာလာတော့ပြင်ဆင်ပါကျွန်တော်ဒီကာလမှာပြင်ဆင်စားခြင်းပို့ပြီးတော့တည်တာတယ်ကျွန်တော်တို့တောက်လျှောက်အချက်တဲတွေကြုံရကိုဗစ်ကာလာနဲ့စပြီးတော့ကျွန်တော်တို့ကြုံရတယ်ဒီဘက်မှာနိုင်ငံရေးပြည်ပခါတွေစီးပွားရေးအချက်တဲတွေကြုံရတယ်ဘူးဆိုရင်ကုန်စည်လုံးတွေကြီးမြင့်တယ်ငွေကြေးဖောင်းပွားမှုတွေများတယ်အဲ့ဒီကနေပြီးတော့ငွေကြေးချက်တဲလူတွေပို့ပြီးတော့ကြုံရတယ်ပေါ့နော်ဒါမဲ့တစ်ခါတည်ရန်ကျတော့ဒီအချက်တဲကာလာအတွင်းမှာဟုတ်ပဲကိုတို့ကဖွင့်လန်းတွေချတတ်ဖို့လည်းကြီးကြီးတယ်ပေါ့ကိုဗစ်ကာလာကိုပြင်ဆင်စားခြင်းသတိထားမိပါလိမ့်မယ်တချို့ဆိုလို့ရှိရင် digital platform တွေကနေပြီးတော့နောက်ဒီ online platform တွေကနေပြီးတော့စီးပွားရေးတိဆောက်ပြီးတော့ ကျိုးမြတ်ရတာတွေရှိတယ်ကျွန်တော်အခွင့်အလမ်းတွေပေါ်လာတာရှိတယ်ဒီကာလမှာဘယ်အရှုပ်ဆိုလို့ရှိရင်သူများမမြင်တဲ့ opportunity တွေမြင်ပြီးတော့စီးပွားလုပ်ငန်းဖွင့်လှစ်နေရနေတာတွေရှိပါတယ်။လူတွေကဒီကလာမစီးပွားချက်တဲ့အတွက် product အသက်တွေမတုံးနိုင်ဘူးပေါ့နော်။စကန်းနဲ့တုံးတာတချို့ဆိုနေပုံစံတွေပါဆိုပိုပြီးတည်ကြတယ်။ဟိုမှာစကန်းပုံစံတွေချို့အလုပ်ဖြစ်နေတာတွေရှိတယ်။ချက်တဲ့တစ်ခုကြုံရတဲ့ချိန်မှာအားလုံးကတော့ထိခိုက်မှုရှိတယ်။ဝင်ငွေအားဖြင့်အခြားစီးပွားရေးအားဖြင့်ထိခိုက်မှုတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီအချက်တဲကိုဒီတိုင်းပဲခါးစည်းခံနေတာနဲ့ဆိုင်ဒီတိုင်းမှာကိုယ့်အတွက်ဖွင့်လှစ်ပါရှိနေတယ်ကိုဘာလုပ်လို့ရလဲပေါ့။မြင်အောင်ကြည့်တတ်ဖို့လိုတယ်။အဲ့ဒီမှာကိုလှုပ်လို့ရတဲ့ကိုနဲ့တင့်တော်တယ်ပေါ့နော်။အပေါ်ကျွန်တော် တိရှိတယ်ဆိုရင်ဒါကိုကျွန်တော်တို့ကအမိရအဆုပ်ပြီးတော့လုပ်ခံမှုပြ နောက်ဆုံးတစ်ချက်ကတော့ညမန်ဆန်လောက်တက်ဖို့အရေးကြီးပါတယ်ခစ်ကပြောင်းလာပြီးနိပညာခစ်ဖြစ်လာတယ် digital ခစ်ဖြစ်လာတဲ့အချိန်မှာ information ကအစားတားညံတယ်ကျွန်တော်ကဆိုလို့ရှိရင်ထားပါတော့ကျွန်တော်တခုဆိုရင်သတင်းစာဖတ်မှသိတယ် radio နားထောင်မှသိတယ်ဒါပေမဲ့ဒီဘက်ခစ်မှာကျွန်တော်တို့ဖုန်းတစ်လုံးရှိအောင်နဲ့ information အစုံသိနေတဲ့အချိန်ဖြစ်နေပါစီဝိုင်းဆိုင်ရာတရင်ချက်လက်တွေနောက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတရင်ချက်လက်တွေထားပါတော့ငွေလဲနှုန်းတို့ပါတို့စသဖြင့်ကုန်စည်နှုန်းတွေကျွန်တော်တို့က update လောလောကိုတိလာနိုင်တဲ့အခြေအနေမှာတစ်ခုဆိုတော့ညမန်ဆန်လောက်တက်ကြိုင်တော့ဖို့အရေးကြီးတယ်။မငွေကြေးဖောင်းဖောင်းမှုပဲပြန်ကြည့်ကြည့်တလားနဲ့တလားတော့မ မဟုတ်ဘူးတခါချင်းရပိုင်းလေးအတွင်းမှောက်ပဲငွေကြေးဖောင်းမမှုနှုံးနေကြောင်းသွားတာရှိတယ်ငွေလဲနှုံးနေကြောင်းသွားတာရှိတယ်တချို့ information တွေဟာတရက်လွန့်လွတ်သလောက်ကိုရဲ့ profit ကိုတိုးစေတာတရက်လွန့်လွတ်သလောက်ကိုရဲ့ငွေကြေးကျော်သွားမှုထိခိုက်စေတာပေါ့ဒါစသဖြင့်ဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့ကတခုလုပ်ပြီးဆိုလို့ရှိရင်မြန်မာစုံမြတ်ချပြီးတော့မြန်မာစုံမြတ်လုတ်တက်ဖို့လိုရည်ကြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်